အားလုံးပဲမင်္ဂလာပါ။အော်ဒီယိုပိုင်းစော်နိုင်မှကြိုးစားပါရစေ။ယခုကမှတော့ဆရာတော်တာဆွေဘာသာပြန်ဆိုရေးသားထားတဲ့တင်မောသား၃ယောက်ဟာသားဝတ္ထုတို့များစာအုပ်ထဲကပပပပလေးရလို့အမည်ရတဲ့ဝတ္ထုကိုဖတ်ပြပေးမှာဖြစ်ပါတယ်။အားပေးနားဆင်ကြပါဦးမြ။ကျွန်တော်ရဲ့ channel မှာစောနာဝတ္ထုဘာသာပြန်ဝတ္ထုနဲ့မြန်မာဝတ္ထုများကိုနေ့စဉ်ဖတ်ပြပေးနေရဖြစ်လို့ subscribe နဲ့ရသေးရင်နှိပ်ထားပေးဖို့တောင်းဆိုပါရစေဗျာ။ ပပပပလေးရဲ့အသက်20ခန့်လူငယ်တယောက်ကန်းနာဘော်ဒရာထိပ်တွင်စိုက်ကတ်ထားသောဂျိုင်းမြေရှိသင်္ဘောကြီးပေါ်မှဆင်းလာကတံတားပေါ်တွင်ရေရီရွှင်ရွှင်ကလေးနှင့်အသင်းဆောင်နေသောမိမငယ်ကိုဖက်ရမ်းနှမ်းလျှောက်ပြီးတကလားတူနကိုလက်ချင်းတွဲကပျော်ရွှင်စွာထွက်ခွာသွားကြသည်ကိုအရေးတစ်ခုအောင်၌စေရန်ကိုင်မှိတ်နေသည့်စိတ်ကန်းဆောင်ညတရဝအဖိုးကြီးကခေါင်းတစ်ချမ်းချင်းနှင့်လှမ်းမြောင်ကြည့်ရင်းသူ့ဘာသာသူတွဲနေမိသည် အင်းဒီကောင်လေးဆယ်လားတန်သေးတစ်နှစ်တန်သေးပြန်လည်ရချခေးသွားပြီးရှားပွဲစုဆောင်ခဲ့ရလေးတွေဟာဒီတိုင်းဆိုရင်မကြမီခါလီဖြစ်မှမြင်အောင်သေးတော့လေတင်းမောသားတွေဟာအားလုံးအတူတူပဲတယောက်ယောက်နဲ့မရခင် လက်ထပ်ပိုက်ဆံကလေးများထောင်းနေရင်မုံမမြင်လည်းမမြင်တုံးလိုက်ဖြုံလိုက်ကြအဲရပြီးတုံးလေးလောက်လောက်လည်းရှိရော ရှိရပိုက်ဆံလေးလည်းချောရော ကောင်မကလည်းခြေကန်ကန်လောက်ရောဆိုရင်တော့ ဒီကောင်မငါဘာမဲ့လို့ယူမိပါလဲဖြစ်ကြောဒါကသူတို့တဘာဝပဲလေဘာများတတ်နိုင်မှာလဲငါတော့ဒီအယူလေးတရှင်းကြည့်ပြီးတို့များငယ်စဉ်ကရောင်ရင်းကြီးစံသမောင်းရဲ့ဒူတော်မောင်တယောက်ကြောင့်တရေရမိသေးတော့တယ်သူ့အကြောင်း ကြောက်မကြခဏပြောပြောပြနေရပဲသူ့နကောဗီဇာရတော့စံဟာသူ့ဆွေမျိုးအကြောင်းတွေပြောခဲ့သားပဲဒါပေမဲ့တောမှာရှိတဲ့သူ့နမဝိုင်းကတယောက်ကိုတော့ ူတော်တော်တန်ရောဆင်ရှိတယ်။မတွေ့ရလည်းနှစ်20လောက်တောင်ရှိသွားပြီတဲ့။နဲရော်လား။အဲ့ဒီနမမှာတားတယောက်ရှိတယ်။နာမည်ကဂျိုးတဲ့။အသက်က20လောက်။လန်ဒန်မြို့ပေါ်မှာအလုပ်လုပ်နေတယ်။ဒါနဲ့တနေ့တော့စမ်းစီကိုသူ့နမကစာရေးလိုက်တယ်။သူ့သားလူမမဲလေးကိုမြို့ကြီးသူအလယ်မတွေကခုံမထက်မှာပပလေးမကိုစိုးရင်လေ။ဒါကြောင့်ဦးကြီးဖြစ်သူစံက တူတော်မောင်ကျိုးအတင်းစားမရှိရအောင်ကြည့်ရှုစောင့်ရှောက်ပေးဖို့ပေါ့လေဒေသကိုရတဲ့ချိန်မှာဆန်ဟာတင်းမောပါကစဉ်းစားတရုတ်ပြည်ကပြန်ရောက်ခါစားရှိသေးတယ်ထောင်းဆန်အတိုင်းဆန်စမောရဲ့ပီတာရက်ဆက်ရဲ့ဂျင်ဂျာတက်ရဲ့သူတို့ရဲဘော်၃ယောက်လန်ဒန်မြို့ပေါ်မှာအခန်းတစ်ခုငှားနေကြတယ်ဆန်ကသူနှမစာရဲကသူ့တူအတင်းစားမရှိရအောင်ဆိုတာဘာသဘောလဲလို့ဟိုနှကောင်းကမေးကြည့်တော့ပီတာနဲ့ဂျင်ဂျာက ခေါင်းနှလုံးကိုတွတ်တွက်ခါရမ်းပြရင်မတည်ဘူးလို့ပြောကြတယ်။တောင်းလောက်ကြတော့မှဂျင်ဂျာကမင်းတို့ကအသက်20လောက်ရှိသေးတယ်ဆိုတော့ကောင်မလေးအလဲလေးတွေကပိုင်းသွားမှဆိုလို့နဲ့တူပါတယ်ကွာ။ဒီတော့ပီတာကလည်းအေးဟုတ်တယ်ကွာ။အဲ့ဒီရွယ်မှာဘာဆိုဘာမှစိုးမန်းကောင်းမန်းတည်သေးတာမဟုတ်ဘူး။တောကြအယူမဲသားကျွေးမိတယ်လို့ဖြစ်မှာမင်းနှမကစိုးရိမ်ဟန်တူပါတယ်ကွာ။ငါငငယ်တုန်းကလည်း ကောင်မလေးတယောက်ကိုအယူမှုဆွဲမှုတယ်ကွာဘရင်တက်မဟာကြီးတခုလုံးဝင်ဖြတ်တော်မပြတ်ဘူးအောင်းမိခဲ့တာနို့ဘာဖြတ်မှပြတ်တော်တော့တောင်းစံကမေးလိုက်တော့ဟာသူ့ထက်လာတဲ့ဒီပြင်းစဲလေးတယောက်တွေ့မှပြတ်သွားတော့တာပေါ့ကွာပြည်တစကားဆုံးရင်ဂျင်ဂျာလည်းသူ့မေးစဲကိုလက်နဲ့ပုတ်တက်ရင်အဝေးတို့မြောင်ငေးကစွဲမြေနေဟန်ဖြစ်ဒီကွာ90လောက်တော့လဲ ချောင်းဖွေလှပိတ်ဆိုတာလေးတယောက်နဲ့ညီဘူးတယ်။ तू ကတထေးသမီးกว่าတေသွားတဲ့သူ့တော်တယောက်ကတနစ်ကိုပေါင်တရားမှမှန်အမွေလွှဲသွားခဲ့သေးတကွဒီမျိုးသမီးကငါ့ကိုမျက်စိအောက်ကအပြတ်မခံနိုင်။ဟေးဆန်းမင်းချောင်းချောက်ကြီးကရင်မတစ်ချက်လောက်ထုတ်ပေးလိုက်ရင်တတ်တာမယ်ထင်တယ်။ငါထုတ်ပေးရမလား။သူစကားပြောနေသူကိုပြက်အောင်တမင်ချောင်းဝင်ဆိုတော့ဆန်နာတို့လက်သီးဆုပ်ရွယ်ရင်တိုးသွားတော့ပီတာကလက်ကာ၍ ဖဲ့ကျင်ကြဒီကောင်ကိုဂီမဆိုင်စမ်းမနဲ့ကွာဒါနဲ့ပြောသမအောင်ဒီကောင်မလေးကိုမင်းဘာကြောင့်မယူပြတာလဲဘာဖြစ်လို့လဲဆိုတော့ငါ့ကိုငွေမန်းတက်ကောင်အထင်မခံနိုင်လို့ပေါ့ကွာဆိုရင်သူ့မျက်နှာကိုမလုံမလဲနဲ့ဆက်အနာတိုးသွားပြန်တယ်လက်ကထုမဲ့ရွှဲလိုက်တယ်ဒီလိုနဲ့ပီတာနဲ့ကျင်ကြဟာဆန်ကိုလဲမထားပြီးသူတို့အသေးဆွဲခဲ့ရတဲ့မင်းကလေးတွေအကြောင်းကိုတယောက်နဲ့တယောက်ပြန်လည်ကြွားဝါနေလိုက်ကြတာ။ ကြာတော့ဇန်ကအော်ကြောလန်လာပြီကဲမင်းနဲ့နှစ်ယောက်တည်းတယောက်နဲ့တယောက်ဟာရယရွှင်စေးတိုက်ကျွေးနေကြပဲရောငါတော့ငါတူကိုသွားရှာချေဦးမယ်တွေ့ရင်နတ်ဖြာဒီကိုလာဖို့ခေါ်ခဲ့မယ်ဒီတော့မင်းနဲ့နှစ်ယောက်ကလည်းကောင်းလေးကိုမင်းကလေးနဲ့ပတ်သက်ပြီးမမမရင်ရအောင်တရားပြကြတာပေါ့ကွာဟုတ်လားနောက်တစ်နေ့ကျတော့ဆန်ရတူလာတယ်လေကောင်းလေးကသဘောကောင်းမနောက်ကောင်းလေးပဲ ပီတာနဲ့ဂျင်ဂျာတို့ပြောဆိုဆုံးမကြတာတွေကိုတပြုံးပြုံးနဲ့လက်ခံနားထောင်ရှာပါတယ်။ပီတာကမိမမာယာတဲကိုပြပလီအခရာတွေဘယ်တော့ဘယ်ပုံဆိုတာတွေတောက်ခနဲတောက်ခနဲပြောပြသလိုဂျင်ဂျာကလည်းယောက်ျားဆိုတာအသက်90မပြည့်ခင်မိမမယူတင်ကြောင်းနားချတော့သူတို့ကိုယ်တိုင်40ကျော်လုံးမှမရကြသေးပဲကို ကောင်လေးက55နှစ်ကြာမှယူတင်တယ်လို့ပြန်ပြောလိုက်တယ်ဒီတော့ဂျင်ဂျာက ဟေးမင်းဒီလိုအသိဉာဏ်ရှိတာငါဝမ်းသာပါတယ်ကွာလို့ပြောပြီးပီတာကလည်း "तू လည်းအတူတူပါပဲ"တဲ့အဲ့တော့ဆန်ကကဲကြည့်ငါတူဟာငါနဲ့ဘလောက်တူသလဲငါနမတကယ်တော့အစိုးရကြီးပြီးမယောင်ရစီလူနေတာပါကွာဒါပေမဲ့ "तू စိတ်အေးသွားရအောင်ငါပြန်စားရေးလိုက်ပါအောင်မယ်"ဒီတော့ဆန်ဟိတူကဟုတ်ပါရဲ့ဗျာ ကျွန်တော်ပတ်ဝန်းကျင်ကလူတွေမိမယူကြအမြင်တော့ကျွန်တော်တော်တော်ကိုအံ့ဩမိတယ်။သူတို့မိမတွေမှာဗာများမက်ဆရာရှိပါလိမ့်လို့ပြောပြပြီးသူတို့မိမတွေမှာဗာများမက်ဆရာရှိပါလိမ့်လို့ပြောပြပြီးကျွန်တော်နဲ့ကျွန်တော်ကောင်မလေးဟာတခက်ခက်ရည်ကြရတယ်။ဒီတော့စံရုတ်တရက်အံ့ဩသွားပြီးမင်းရဲ့ဘသူကကျွန်တော်ကောင်မလေးပါဆိုဥလိရလဲစံကကြောင်းတစ်ချက်ဟန်လိုက်ပြီးဟမ်မင်းမဒီလိုကောင်မလေးရှိမှန်း ငါမသိရပါလား။ဟာရှိပြီလားဗျာ။ကျွန်တော်တို့ခရစ်စမတ်မှာလက်ထပ်တော်မလို့ဟာမင်းသက်55နှစ်မှမရှိသေးတာ။ပြင်ကြားဝင်ပြောလိုက်တယ်။ဒီတော့စန်တူဂျိုးကကျွန်တော်22နှစ်ထဲရောက်ပြီဗျ။ကျွန်တော်တို့အချစ်ကိစ္စတော့ဒီပြင်လူတွေနဲ့နှိုင်းလို့မဖြစ်ဘူးလေ။ကျွန်တော်ကောင်မလေးကတကွာမှာတယောက်ဆိုရလောက်အောင်ရောက်ရရောအတိညာရောရှာမှရှာဗျ။ဒီတော့လက်နေနေလို့ဘယ်ဖြစ်ပါမလဲ။ 55နှစ်မပြောနဲ့ခုလာမဲ့ခရစ်စမတ်ထီအောင်တောင်းကျွန်တော်ဘယ်လိုဆောင်ရမလဲမတွေးရအောင်ပဲဗျတကယ်ဗျာတကယ်ခမည်းတော်မြင်စေချင်လားလေတိတ်ချောတိတ်လတိတ်ချစ်စရာကောင်းသူ့ရည်စံလေးဟာဂီတတန်းစုံလိုပဲတခါကြားမရင်နားထဲမှာထွက်တော့ဘူးဂျင်ဂျာကစိတ်ပြက်လက်ပြက်နဲ့ခေါင်းကိုရမ်းရင်20နှစ်ဆိုတာမင်းအသက်တိတ်ငယ်လုံးပါသေးတယ်ကွာဒါနဲ့အဲ့ဒီမိန်းကလေးနဲ့မင်းသိကြတာဘယ်လောက်ကြာပြီလဲ တောင်းလာရှိပြီကျွန်တော်နဲ့ဒလန်ထဲမှာနေတယ်ဂျေစာဆိုလို့တခါမှမထားဘူးသေးဘူးကျွန်တော်ဟာသူ့အချစ်ဦးပဲတဲ့အောင်မလေးကွာဒါကတော့သူတို့ပြောနေကြစကားပဲမင်းကဒီစကားမျိုးဒီတခါသာကြားဘူးတာဖြစ်ပါလိမ့်မယ်ငါတို့ကတော့အခါ20မကကြားဘူးခဲ့ပြီကွာပီတာကဝင်ပြောတော့ဆန်ကမျက်မှောင်ကြီးကုတ်ပြီးတွတ်တူဦးမင်းငါအသက်ရလောက်ရောက်ရင်နားလည်လာလိမ့်မယ်ဂျိုးရာ ငါသာအဲ့ဒီလိုမင်္ဂလေးတွေပြောတာရုံစားမိခဲ့ရင်အချိန်မှတရာစင်လောက်မကပိန်အောင်ကြားခဲ့ပြီပေါ့တတိထားနိုင်လို့သာမင်းဦးလေးကိုမင်းခုလိုလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်တွေ့ရတာကွဒါတော့နှစ်ဖက်စလုံးတတိထားကြတာဖြစ်မှာပေါ့ဦးလေးရာထားပါတော့လေဒါပေမဲ့ကျွန်တော်မင်းလေးကိုမြင်ရင်ဦးလေးတို့ဒီစကားမျိုးတွေပြောထပ်မှာမဟုတ်ကြပါဘူးသူ့မျက်လုံးညိုညိုကြီးတွေကိုကြည့်လိုက်ရင်ဘလောက်ရိုးသားတယ်ဖြူစင်တယ်ဆိုတာတွေ့ရပါလိမ့်မယ် နောက်ပြီးအဲ့ဒီမျက်လုံးကြီးတွေက အမြဲတမ်းရင်းနေတယ်။ဂျင်ဂျာကတဆိတ်လောက်တော့လွန်လွန်နေပြီလို့အမြင်ကက်ကက်နဲ့ပါလဲမျက်လုံးနဲ့ရင်ပြနေရအောင်ပါးစပ်မရှိလို့လားကွာ။ဒီတော့ဂျိုးကလည်းအညံ့မခံပဲဂျင်ဂျာကိုစူးစူးဝါးဝါးကြည့်ပြီးဦးလေးတို့လိုမင်းမပြတ်တွေရဲ့နောက်ကောက်ချခံရတဲ့ဗူရာကြီးတွေကတကယ်ချစ်စရာကောင်းသူရဲ့တကယ်ချစ်ရတာကိုခံစားဘူးတာမှမဟုတ်တာပဲဗျဒီလိုပြောတာမဆက်ပါဘူး ကျင်ကြာတော့ပွားပြီးဘောင်းနဲ့ထရလိုက်တော့ဆန်ကမျက်နှာထိမျက်နှာထားနဲ့ကြည့်နေရတဲ့ပြန်ထိုင်ပြီးဆန်ရတူအချစ်တေသနာဟောတာကိုအောင်းတက်တက်နဲ့နားတော်တာဆင်းနေကြရရှာတယ်။နောက်ဆုံးကြတော့မှ မင်းတလောက်အပြောဆိုပိုင်လာတာဝင်းကောင်မလေးကိုငါတွေ့ကျင်ပါသေးတယ်ကွာ။ဒါဖြစ်ဦးလေးနှက်ပြညာခဏနာရီလောက်ကျွန်တော်စီပါပါလား။သူရရင်သွားပြီးမိတ်ဆက်ပေးရပေါ့ဗျ။ဒီတော့ဂျင်ဂျာနဲ့ပီတာက သူတို့ကလိုက်မဲ့အကြောင်းမျက်လုံးချင်းစကားပြောလိုက်ကြရာဆန်ကအေးဒါဖြစ်တို့သုံးယောက်လာခဲ့မယ်မင်းဆောင်နေတို့မှာဒီပြင်သွားစရာတွေရှိသေးတော့အဲ့ဒီတွေသွားပြီးအပြန်မှာဝင်ခဲ့မယ်ဟုတ်လားကောင်းပါလေဗျာလူများလေပြောစရာကောင်းနေပေါ့ကဲဒါဖြစ်ကျွန်တော်သွားမယ်နော်ကောင်းပါလေဟာကျွန်တော်မျောနေမှာဂျိုးပြန်သွားတော့ဇဲဘော်သုံးယောက်ဟာခေါင်းချင်းဆိုင်ပြီးငငယ်ရွယ်ရွယ်နဲ့အခုလိုချင်းနဲ့ဖန်းစားခြင်းခံရတာဟာ တနာဖို့ကောင်းကြောင်းဂျင်ညာပြောတော့ပီတာလည်းမိမတွေနဲ့ဒီလိုနှစ်ချင်းမစင်သေးတဲ့ငငယ်ရွယ်ကလေးတွေမှဖြားယောင်းတတ်ကြတာလူငယ်တော့ခံရရှာမှာပေါ့ဘာညာနဲ့ညင်ညူကြတယ်နောက်တစ်နေ့ညနေရောက်တော့သူတို့သုံးယောက်စလုံးဂျိုးစီသွားကြတယ်တကယ်တော့ဂျင်ဂျာရဲ့နာရီရအချိန်ကတနာရီလောက်စောနေတယ်သူတို့သဘောအရဂျိုးရဲ့အဲ့ရောက်ပေါ်မှာဝကောင်းဆားလာတွေနဲ့တန်းစီထိုင်ပြီးဂျိုးအိုအစားလဲတာကိုကြည့်နေကြတယ် ကျွန်တော်ကတော့ဒီနေ့ဗုဒ္ဓဟူးနေ့ဖြစ်ပေမဲ့တနင်္ဂနွေနေ့ဖျားရှိကိုကြောင်သွားတော့မလားအောင်မရအောင်စကြနနဝတ်စားဆင်ရင်ပါလေအဲ့ဒီလိုနဲ့ကျော်ရရေးစားခြေတို့အိမ်ရောက်ကြတော့စံတို့တောင်းဆိုလုံးဟာကောင်မလေးကိုမြင်ကြတဲ့အခါရင်သက်ရှုံမောအံ့ဩကြတယ်ဂျင်ဂျာကဒီလောက်ချောပြီးချစ်စရာကောင်းတဲ့ကောင်မလေးမျိုးဟာစံတူဂျိုးလိုကောင်မျိုးဘာကြောင့်ကြားရပါလဲလို့ခနဲ့ပြောလိုက်ပြီးတော့ပီတာကသူ့နံကြားတဲ့တံတောင်နဲ့တွေ့ထက်ပြီး ကျိတ်မှန်လိုက်ရတယ်။တယ်ရန်နဲ့ထိုင်မိကြလို့ကောင်မလေးအမေကြီးနဲ့ပါမိတ်ဆက်ပြီးလို့10မိနစ်လောက်ကြာတော့ဂျိုကနာယီကိုခဏကြည့်ကသူတို့ကိုပြန်စီခြင်းနဲ့အရေးချီပြတော့ဂျင်ဂျာတို့တို့တွေအားလုံးအတူတူသွားကြရင်မကောင်းဘူးလား။အကြံပေးလိုက်တော့ဂျေရဲ့အမေကြီးကဘယ်ကောင်းမလဲရှင့်သူတို့ကနှစ်ယောက်တည်းသွားကြင်ကြမှာပေါ့ရှင်တို့ကလည်းငရာကြီးလာတဲ့လူတွေပဲဥစ္စာဒီခါဂျေးကဂျင်ဂျာကိုဂျင်နာစွာပြောလိုက်ပြီး သူလည်းခုငယ်ပါသေးတယ်မမေရဲ့ဆိုလိုက်တော့မရေကြီးကသူ့နဖိုးသူလက်ညှိုးနဲ့တောက်ပြီးစဉ်းစားဟန်ပြူရင်ကဲဒါဆိုဒီလိုလုပ်သမီးနဲ့ကျိုးကတသက်သွားကြတာပေါ့ဟောဒီမိဆွေ၃ယောက်နဲ့မမေရတခြားသွားမယ်မမေလည်းအပြစ်မထွက်ရတာကြာပြီအညောင်းပြေညာပြေပေါ့အဲ့ဒီခါဒီလိုနေရာမျိုးမှာအမတန်အာရောရှာရောနှုတ်ရောသွက်တဲ့ဂျင်ဂျာကညီမဆန္ဒရှိရဆိုရင်ဖြစ် အတိုင်းထက်လုံပေါ့ပြောလိုက်တယ်ဆိုရင်ပဲဂျေးရဲ့အမေဟာ16နှစ်သမီးလေးလိုပဲခုံပတ်ပြီးအိမ်ပေါ်ဓာတ်ကိုဝါစားလဲရအောင်တက်သွားတော့တယ်သူတို့ကြီးကြံခဲ့တော့ဆန်နဲ့ပီတာကဂျင်ဂျာကိုဒီလိုဖားကြီးခေါ်ထုတ်ရမလားလို့ကောင်းကောင်းဆဲကြတယ်ဒီတော့ဂျင်ဂျာကငါဘာကြောင့်ဒီလိုလွတ်ကနေပြောလိုက်မိတယ်မသိပါဘူးကွာဆန်ကမင်းမစက်အကျင့်ပေါ့ကွာမင်းမစက်အကျင့်ဒါနဲ့ ငါတို့ဒီတညနေခင်းတော့ပြက်စီးပါပြီကွာဒီမိမကြီးကန့်လန့်ကန့်လန့်နဲ့တော့ယူရချက်ဟာခောက်ရတလွဲဆရတချာဖြစ်ပြီးဒါတော့ဘယ်ပြောနိုင်အောင်မလဲလေဒီမိမကြီးနဲ့တော့အဆင်ပြေသွားရင် နောက်ငါတို့ဒီအင်ကိုတကားမရှိဒါမရှိဝန်ထမ်းထွက်နိုင်မယ်ဒါလို့ဆိုရင်မင်းတို့အတွက်မပူနေတော့ဆန်ရဲကောင်းပါလေဟိုငါရိုးသေးအောင်ပေါင်းပြီးဒီရွယ်မှာအချင်းရဲ့စိတ်မကူးတင်တဲ့ကြောင်းဘာညာနဲ့ဆုံးမဩဝါဒပေးပြီး မင်းတူနဲ့ပြတ်အောင်ငါဖြတ်ပေးမယ်ကွသိလားဒီလိုပြောတော့ဆန်နဲ့ပီတာကပထမသူ့ကိုတွေ့ကြည့်နေကြသေးတယ်နောက်တော့မှတယောက်မျက်နှာတယောက်ကြည့်ပြီးဝလုံးခွဲရေကြတယ်ဒီတော့ဂျင်ဂျာဦးချောင်းချောင်းဖြစ်နေပြီးမှဒီတော့ဂျင်ဂျာဦးချောင်းချောင်းဖြစ်နေပြီးမှဆက်ရမှန်းသိလာပြီးအကြီးရရင်ရက်မရရင်နှကောင်စလုံးကိုဒတင်းပေါက်ကပြစ်ချမယ်ဘာညာကျိနေတော့မှအတော်ကြီးဟာစမတ်ကြက်ကြက် အပေါ်အဆင်းလာလေတော့တောင်းရောက်တာဘာမှမတက်နိုင်တော့ပဲလမ်းမှာတူတူထွက်ခဲ့ကြရတော့လေသူတို့စိတ်ထဲမှာတလန်းလုံးကဝမ်းကြည့်နေကြရောလားအောက်မေ့ပြီးရှက်နေကြတယ်အတော်ကြီးကိုသူတို့တခုကျေးဇူးတင်ရတာကအတော်ကြီးဟာတညနေလုံးမျိုးဘယထားရှောက်စည်းလိုက်နှုတ်အေးချောင်းဝယ်စားလိုက်တလိษံယုံနေရောက်စင်စည်းလိုက်ဒန်းစည်းလိုက်နဲ့ចောင်းသူမှလည်းတယောက်လိုနေပြီးသူတို့တတ်တူရွယ်တူတွေစက်စားကြတဲ့ ပျော်ပွဲစားရုံခါပွဲရုံတွေတွားဖို့မပူစားတာပဲတွေးပြီးစိတ်သက်သာရနေကြတယ်နောက်ပိတ်ဆုံးမှာတော့အတော်ကြီးဟာစက်ကပ်ပွဲတစ်ခုဝင်ပြီးတနက်လက်ထက်စမ်းတဲ့နေရာမှာပြစ်ကွင်းကိုထိအောင်မပြစ်နိုင်ပဲနဲ့တောင်ချော်မြောက်ချော်ပြစ်လုံးလို့ပန်းရှင်ကတော်ရင်တော်မတော်ရင်ပလိုက်ခေါ်လိုက်မယ်ပြောတော့မှလေးယောက်သားမောင်းမောင်းနဲ့အိမ်ပြန်ခဲကြရတော့တယ်စံတို့လဲတော်တော်ဘတ်ဂျက်တိကျသွားကြတယ်ဒါပေမဲ့ဂျင်ဂျာက ဒါပေမဲ့ငွေကုံရချိုးနှက်ပါလေအခုဆိုရင်အဖားကြီးဒုကိုသဘောကျသွားပြီမဟုတ်လားဒီတော့နောက်တရက်နှစ်ရက်အတွင်းဂျိုးရကောင်မလေးဂျေးကိုအပြင်ခေါ်ထုတ်မယ်ဒီစကားကြတော့ပီတာကမဲ့တာပေါ့ဒီတော့ဂျင်ဂျာဟေ့ကောင်မလေးကိုငါခေါ်ထုတ်လို့ရမရမင်းနဲ့ငါတပောင်ကြီးလောက်မယ်ကွာပီတာကောင်းပြီစင်လိုက်နောက်တနေ့မှာဂျင်ဂျာဟာ ဂျေရော့အိမ်သွားပြီးအလာဘတက်လာဘပြောတယ်။မရေကြီးနဲ့ဂျေရလည်းကောင်းကောင်းမွန်မွန်ပဲအဲ့ခံပါတယ်။တုံးရမြောင်နေမှာတော့ဂျင်ဂျာကချင်းနေကိုကြည့်ပြီးဂျေကိုဒလိဆန်ယုံလိုက်ပုတ်မှပြောတော့ပထမကောင်းမလေးကငင်းသေးတယ်။ဒါပေမဲ့အတော်ကြီးကလိုက်သွားပါလားအေး။ဂျောဦးလေးရဲ့တငယ်ချင်းတွေပဲ။ညီဦးလေးလိုပဲပေါ့။ရှက်မနေပါနဲ့အေး။ဂျိုးကလည်းဘာမှပြောမှမဟုတ်ပါဘူး။သူကိုယ်တိုင်မှ တိုက်မပုတ်နိုင်တဲ့ဥစ္စာကြီးဒီတော့ကောင်မလေးဟာအတော်ကြာတွေ့ဝေစဉ်းစားနေပြီးရဲ့နောက်မှအဝတ်စားလဲပြီးလိုက်ခဲ့တော့တယ်သူရင်ဘက်မှာတော့ဂျင်ဂျာကပထမဦးဆုံးတယောက်ထဲလာစဉ်ကပတ်မိုးထားတဲ့ငွေရင်တုံးကလေးထိုးလို့ကောင်မလေးသူ့ကိုယ်သူပြင်ဆင်နေတာ၃နာရီလောက်ကြာပေမဲ့လို့ဆောင်းရဂျိုနဲ့တယ်လို့ဂျင်ဂျာကယူဆတယ်သူတို့နေ့ကလက်စကားကြီးဘေကျင်းရှင်စီးသွားကြတော့ဂျင်ဂျာမျက်စိတွေဟာ ကောင်မလေးစေရမခွာနိုင်ပဲဖြစ်နေတယ်လေပြီးတော့ကောင်မလေးနာနာတိုးတိုးကပ်ပြောလိုက်တယ်ပင်လေတဲ့တင်မောစေရတာနဲ့တော့ကွာဝကွယ်ဒီတော့ကောင်မလေးရမပြုတ်လို့လဲဟင်လှိုင်းမှုလို့လားကျမတော့တင်မောသိစည်းနေတာပဲအော်ကိုကတော့မင်းနဲ့သာ အတူဆိုရင်ဘာဟုတ်ပဲစေရစေရအော်ဒီလိုစကားမျိုးတွေမပြောပါနဲ့ရှင်ဒါပေမဲ့ဆိုပြီး ကားဖြတ်ထားလိုက်တော့ဒါပေမဲ့ဘာဖြစ်လဲဂျင်ညာကကောင်မလေးစပင်ကိုသူ့နှာခေါင်းနဲ့အသာထည်ရင်မပွင့်တပွင့်မေးလိုက်တယ်ဒီတော့ကောင်မလေးကဘာမှမဖြစ်ပါဘူးကျွန်မပြောချင်တာကပင်လယ်နဲ့သင်္ဘောဆေးသွားရင် ခုလိုမိတ်ဆွေတယောက်ပါတော့ပိုကောင်းမှာပေါ်လို့ရှင်ပုံနှန်းတွေဘာတွေမိမှာကြောက်တတ်သလားမကြောက်ပါဘူးဗျာကောင်မလေးကမခုတ်တရုတ်လေးမျက်လုံးလှမ်းကြည့်ရင်ရှင်ပုံနှန်းက ဘာမှကြောက်ဟန်မတူပါဘူးလေကျွန်မလဲရှင်းလို့ကြာကြာရရယောက်ျားတယောက်တိတ်ဖြစ်ချင်တာပဲကျုပ်ကတော့မင်းကိုယောက်ျားတယောက်မှဖြစ်စေချင်ပါဘူးဗျာခုလိုလှလှလေးပဲမြင်နေချင်တယ်လို့ပြောပြီးကောင်မလေးရဲ့တထောင်စစ်ကိုအตาလေးဖြစ်လိုက်တယ်ကောင်မလေးကချက်ချင်းပဲရုန်းကန်ပြီးလူချင်းခွဲလိုက်တယ်ဒီတော့မှဂျင်ဂျာကစကားရောဖောင်းရောနဲ့ပြောမိပြောရပင်လေတဲ့သွားရလားအိမ်တော်တွေအဖို့တော်မဟန်ဘူးကွ ဒီတော့ကောင်မလေးကမျက်လုံးလှန်ကြည့်ပြီးပြန်ပြောတယ်။ဟုတ်မှာပေါ့။မိန်းမတွေအတွက်လင်းနဲ့သားနဲ့ခွဲနေရတာဘယ်ဟန်ကြမလဲ။ဒါပေမဲ့ဂျင်ဂျာကကောင်မလေးလက်မောင်းကိုမနာအောင်စိတ်လိုက်ပြန်တယ်။ဒီတခါတော့ကလေးမကမသိဟန်ဆောင်နေပြီး သူ့စကားသူဆက်တယ်။ဒါပေမဲ့သူတို့ကောင်းမွန်မှအလုံးလုံးနိုင်သားပဲ။ဒါမှသားမရတွေနဲ့နေတိုင်းနှစ်ထပ်ပတ်စကားကြည့်ရစီးနိုင်မှာပေါ့။ ဂျင်ဂျာနဲ့ဂျေးဟာပစကားတွေတော်တော်ပဲရှောက်စီကြတယ်။နောက်တော့မှဒလိဆန်ယုံမှာဂျင်သိလောင်ရင်သာရောက်လို့ဂျင်သိလောင်ရင်သာရောက်လို့ရှင်သိကြီးတွေကဟိန်းလားဟောက်လားလောက်တယ်ဆိုရင်ကောင်မလေးကလမ်းဖြတ်ပြီးဂျင်ညာရဲ့လက်မောင်းကိုဆုပ်ထားတတ်တယ်။စင်စည်းကြပြီဆိုတော့လေလိမ့်ကြမှာကြောက်လို့ဂျင်ဂျာရဲ့ကိုလက်နှစ်ဖက်နဲ့ကင်ပြီးလိုက်တယ်။စင်စည်းပြီးတော့စားတောက်ဆိုင်မှာလိမ့်မောကြီးတပလင်းစီနဲ့ဘန်းမောင်းကြော်ပူပူတွေစားပြီး ဆိုင်ထဲကပြန်ထွက်มาကောင်မလေးကငပြောကွန်တက်နေပြီလို့ချော်လဲမဲ့အလုံးမှာဂျင်ဂျာကပွေဖမ်းလိုက်ရသေးတယ်။အိမ်ပြန်มาတော့ကောင်မလေးကစကားတိတ်မပြောတော့ပဲငေးမောပြီးတော့လိုက်ခဲ့တယ်။ဒီတော့ဂျင်ဂျာကနေတာပဲ။ဒုံများနဲ့သွားရလဲရတာတိတ်ပင်ပန်းသွားသလား။ဟင်။လို့တော်တော်လေးမေးတော့ကောင်မလေးကခေါင်းခံပြီ။ဟဲ့။မပင်မမအောင်ရှင်။ဒါပေမဲ့မင်းကြည့်ရလား။ နွမ်းနဲ့နေတယ်လို့ပဲဒီတော့ကောင်မလေးကအပြောင်းညံပြောင်းညံပြောင်းရင်လူမနွမ်းပါဘူးစိတ်နည်းနည်းပူးနေတာပါအိုးစိတ်ပူနေတယ်ဟုတ်လားဘာများစိတ်ပူစရာရှိလို့လဲကွယ်ဟိုးအလကားပါမိထားတာကောင်းပါလေဒီနေ့တိတ်ပြောင်းရတယ်နော်ကျွန်တော်ဘယ်တော့မှမိတ်မမဟုတ်ဘူးတိလားဂျင်ဂျာကစိတ်ပိုင်းဖြတ်ထားသည့်လေသံနဲ့ပြောစမ်းပါကွယ်မင်းမှ ။ဘာစိတ်ပူစရာရှိလို့လဲ။ဒုနရအေးတူပူအမြပေါ့။ဟိုးပြန်ဖြစ်လို့ပါရှင်။တော်ကြရှင်းကိုကျွန်မကိစ္စနဲ့ဆွဲထက်တယ်လို့ဖြစ်နေပါဦးမယ်။မဟုတ်တာပြောတာပြောပါအာမနာပါနဲ့။ကောင်မလေးကသူ့လက်ကင်မွားလေးကိုလဲညှစ်နေပြီးခေါင်းတွင်တွင်ခါရမ်းရင်မပြောပြစေနဲ့ရှင်ရဲ့။တကားပြောင်းပြီးရာသီဥတုအကြောင်းတလိษံယုံကမြောက်တွေအကြောင်းသူတို့လည်းနဲ့ရတနေ့တည်း စပင်းအယောင်နှမျိုးသုံးမျိုးပြောင်းဆိုတဲ့ကောင်မလေးတွေကြောင်းတောင်ပြောင်းထွေလာရှာပြောနေပေမဲ့ဂျင်ဂျာကတော့ဇွဲကြီးနှစ်ပဲကြီးနဲ့လက်မလျှော့ပဲလောကကြီးမှာအရေးကြီးဆုံးသောသူ့ဤတာဝန်ကြီးတွေလိုအဲ့ဒီကလေးမလေးရဲ့အပူဆိုတာကိုသာမရမကတဲကြီးမဲကြီးကပ်မိနေတယ်ဒီတော့မှကောင်မလေးကတပြင်းချပြီကဲရှင်တော်သိရင်နေမှ ပြောရတော့မှာပေါ့လေကျမမှာအရေးတကြီးငွေသုံးပေါင်လိုနေတယ် အရရင်မဖြစ်ဘူးကဲဒါပါပဲသိပြီလားနောက်ထပ်မမေးနဲ့တော့ဂျင်ညာကစူးစမ်းတဲ့မျက်နှာနဲ့ကြွေးပေးစရာရှိလို့လားဟမ်အိုးထပ်မမေးပါနဲ့ဆိုနေအစကတည်းကရှင့်ကိုအပူမကူးစေချင်လို့မပြောဘဲနေတာအာငွေလေးသုံးပါမယ်အရေးလောက်လို့ဗျာကျုပ်မှာတင်မောဆင်းကစားလက်ခါထုတ်တာလားအများကြီးရှိပါလေမင်းကိုကြုတ်ပေးမယ်သဘောရှိယူပါကောင်မလေးက ပြားတုတ်ခံရသလိုဆက်ကနေဖြစ်သွားပြီးကျင်းကြာကိုအမျိုးမျိုးချစ်ကျူးတယ်။တဘောသားကြီးတယ်ရရောတယ်ခင်မင်တတ်တယ်။ဒါပေမဲ့ငွေရောတော့မယူပြစေနဲ့။ဘယ်တော့မှပြန်ဆက်နိုင်မှမသိပဲနဲ့ဘာညာပေါ့။ဒီတော့ကျင်းကြာကယူသားယူပါ။ဆက်နိုင်တဲ့အခါဆက်မဆက်နိုင်လည်းနေပလိစေ။ခင်မင်နဲ့လူချင်းကိုညင်ရတာပဲဆိုပြီးကောင်းမလေးကိုငွေ၃ပေါင်ထုတ်ပေးတယ်။ကောင်းမလေးကလည်းမယူဘူးညင်းတယ်။ ဒီလိုနဲ့ပေးရင်ညင်းနဲ့နောက်ဆုံးအိမ်နားရောက်လာတော့ဂျင်ညာကငွေကိုကောင်မလေးလက်ထက်အတင်းထက်ပြီးသူ့လက်ကိုဘောင်းမီအိတ်ထဲဇုံလိုက်ထားလိုက်တယ်။ကောင်မလေးကပြန်မပေးနိုင်အောင်လို့ပေါ့ဒီလိုနဲ့အိမ်ရောက်ကြတော့အတော်ကြီးကဂျင်ညာကိုအမောပြေအေးစိမ်ပြီးရတပလင်းပေးပြီးတော့အပေါ်ရက်ကိုတက်သွားတယ်။ကောင်မလေးကနွမ်းနယ်ကလေးပြောတယ်။ချစ်မတိတ်စိတ်ကောင်းရှိရဲဆိုတာကိုကျမ ဘယ်တော့မှမမေ့ပါဘူးကိုကလည်းအမေ့ပါစေနဲ့လို့ဆုတောင်းပါလေဗျာဒါနဲ့မနှက်ပြန်ကိုတို့ရှောက်လဲကြအောင်ဆိုလားဒီတော့ကောင်မလေးရဝမ်းနေတဲ့မျက်နှာနဲ့မတော်နိုင်တော့ပါဘူးရှင်အဲ့ဒီကမှဂျင်ဂျာကကောင်မလေးကိုကြောနဲ့လာပြီးမှီလိုမင်ညာဆိုဖာနောက်တန်းပေါ်မှာသူ့လက်ကိုစမ်းထုတ်ပြလိုက်တော့ကောင်မလေးရလည်းအตาလေးပဲလားမိလိုက်တယ်ဒီတော့ဂျင်ဂျာကကလေးမမျက်နှာငုံကြည့်ပြီး ။ဘာဖြစ်လို့လဲ။အားနာနေပြန်ပြီလား။မဟုတ်ပါဘူး။သွားမဖြစ်တော့လို့ပါ။ဂျင်ညာကကောင်မလေးခါကိုသူ့လက်နဲ့အသာညှစ်လိုက်ပြီ။စဉ်းစားပါအောင်ကွယ်။ဘလောက်ပြောစရာကောင်းမလဲလို့။ကောင်မလေးကသူ့ဘက်မျက်နှာလှည့်လာတယ်။သူတို့နှစ်ယောက်မျက်နှာဟာနေလွန်လွန်းလို့ဂျင်ညာဟာစိတ်ကုန်မထိနိုင်တော့ပဲကောင်မလေးကိုနမ်းလိုက်မိတယ်။နောက်တစ်စက္ကန့်အတွင်းမှာဂျင်ညာဟာနာယိုးကိုအထုခံရပြီး မျက်စိထဲမှာကြယ်တွေလက်သွားတာမြင်လိုက်ရတော့တယ်ဒါလည်းမကသေးဘူးကောင်မလေးရဲ့စူးရှာရှာအတန်းကဟင်ရှင်ဘယ်နဲ့လောက်တိုက်တာလဲဟင်ဟင်ဒီခိုက်မရေကြီးရအိမ်မော်ရက်ကစီပန်းကြီးလိုက်လာတယ်လို့အပြေးဆင်းချလာပြီဟဲ့ဟဲ့ဘာဖြစ်ကြလဲလဲအမေကြီးဟာရီလူကြီးကသမီးကိုနန်းနဲ့တော့ဆိုပြီးမျက်နှာမှာလက်ကင်ဘွားအုပ်ခါတဟင်းနဲ့ငိုတော့တယ် ဒီတော့မအေးကြီးရလဲမျက်လုံးပြူမျက်စံပြူနဲ့ဒေါသတကြီးဘာပြောလဲဒီတကြားကိုတေကာနေကြီးကငါသမီးနွနွတ်တွတ်ကလေးကိုနမ်းတယ်ဟုတ်လားပညာကအကျိုးကြောင့်ရှင်းပြဖို့ကြိုးစားပေမဲ့အရာမထင်တော့ပဲနောက်ထပ်10မိနစ်အတွင်းမှာပဲကြောင်လေးတစ်ကောင်လို အမိကပ်ပြီးမောင်မြင်စွာနဲ့ဆုတ်ခွာခဲ့ရတော့တယ်သူဟာအိမ်ထဲကခမိုးရှူးလို့နဲ့ထွက်ခွာလာပြီးရှက်လဲရှက်ဒေါသလည်းထွက်မှုလမ်းသွားလမ်းလာတွေကို ဟိုတိုက်တီတိုက်ဖြစ်လေတော့တလန်းလုံးမှာလဲလူတကာရဲ့အကျိန်းပေါင်းကိုခံခဲ့ရသေးတယ်။နောက်ဆုံးသူတို့နေတဲ့အခန်းရောက်မှမနေ့ကြီးအင်ရီဆက်ပြီးသူတို့လောင်းကြီးတရီရလာမှုခက်တီတီပီတာရှေ့မှာသူ့လက်ဝါးကိုဖြန့်လိုက်ခါကဲပီတာပေးပေရော့တပေါင်းငါဒီနေ့တနေ့လုံးကောင်းမလေးကိုခေါ်ထုတ်ခဲ့လာကွာဟဲ့မာတလိษံရုံဝင်တဲ့လက်မှတ်ပစကားစီးရဲ့လက်မှတ်တွေရောကြည်အောင်မလားပီတာက ဘာမှမပြောပါဘူးသူတောင်းတဲ့ငွေတစ်ပေါင်အသာထုတ်ပေးလိုက်ပြီးတခုခုကိုစဉ်းစားမိပြီးတော့အနက်ပြန်ကောမင်းသွားအောင်မလားဟဲ့မသွားတော့ဘူးဒီပြင်ကိစ္စတွေငါ့မှာရှိသေးတယ်ဒီတော့ပီတာကသူတွဲထင်ချက်မှန်ပြီဆိုတဲ့ပုံနဲ့စာမျက်နှာကိုလှမ်းကြည့်ပြီးမျက်စပစ်ပြောလိုက်တယ်ဒါဖြင့်နက်ပြန်ငါ့လက်ပေါ့ကွာမင်းနဲ့ငါဒေါ်လာဝတ်ကျေးလောင်လောင်းကျင်တယ်ငါတော့မင်းလိုကမိုးရှူးရုံးနဲ့ပြန်လာရမယ်မထင်ဘူးကွာ ီတော့ဆန်ကသူတို့နှစ်ယောက်ကိုမင်းလေးနဲ့ပတ်သက်ပြီးမကစားသေးတဲ့အကြောင်းဘာညာနဲ့စုံမအောင်ရတာပဲတော့တုံးဆန်အတိုင်းတုံးကောင်သာကြွက်စီကြွက်စီနဲ့စကားများကြပြီးမှဆန်ကိုပါဇက်ပိတ်ထားဖို့ချိန်မောင်းပြီးဂျင်ဂျာကပီတာနဲ့လောင်ကြီးကိုလက်ခံလိုက်တယ်။နောက်ပြီး "तू ကဂျေးဟာနတ်ပြန်ကပီတာမျက်နှာကိုမြင်ရရင်ပိန်တကားစောင့်ပိတ်မှတေးကြတယ်လို့နမိတ်ဖက်လိုက်သေးတယ်။သူ့ကိုနှံလိုက်ပြီးဟော နောက်တစ်ယောက်တော့အနာကက်ခံတော့မှာမဟုတ်ဘူးတွက်ဆတဲ့ပေါ့နောက်တစ်နေ့မနေ့ပီတာထွက်သွားတော့ဆန်နဲ့ဂျင်ဂျာဟာပီတာပြန်လာရင်ဟာတိုက်ဖို့တနေ့ကင်းလုံးထိုင်ဆောင်နေပေမဲ့နေဆောင်တဲ့အထိဘောမလှလာနဲ့စိတ်မရှိကြတော့ပဲသူတို့အပြင်ထွက်လမ်းလျှောက်ခဲ့ကြတယ်။ည9နာရီလောက်ရှိတော့မှအိမ်ပြန်ရောက်ခဲ့ကြပြီး10မိနစ်လောက်ကြာမှ ပီတာဟာတိတ်ခမ်းနဲ့ဝင်လာပြီးကရင်မောပလက်လန်အိတ်ဆေးလံဖွာရင်း ကားတစ်ခုမှမပြောဘဲနေတယ်။ဒီတော့ကျင်ကြာဘယ်နဲ့လဲကွန်ပျူတာတော်တော်ပျော်ခဲ့ရဲ့လား။ပျော်ခဲ့တာပေါ့ကွာ။မင်းငါ့ကိုဒေါ်လာတစ်ဝက်ပေးရမယ်နော်။ပီတာဈေးရန်ကိုသွားနေခရင်ပြောလိုက်တယ်။မင်းတို့ဘယ်သွားကြရလဲ။ဖန်နန်းတော့ဟုတ်ကွာ။ကျင်ကြာရဲ့မယုံတင်ကမေးကိုပီတာကပြန်ဖြေလိုက်တယ်။လက်ပြန်ကောင်သွားကြအောင်မလား။သွားလိုက်မှောက်ကွာ။ငါမှာကိစ္စတွေရှိသေးတယ်။ ်ပီတာကဆေးတံကိုဇာထဲရဆွဲထုတ်ကာပွားကနေတန်းရင်ပြောပြီးဆက်လက်၍ကောင်းမလေးရငယ်လုံးနေကွငါအသက်နည်းနည်းကြီးမှကြိုက်တာပြောလို့ဆိုလို့ကောင်းတယ်မင်းခေါ်သွားကျင်သွားလေချင်းညငါမတားပါဘူးဟိုးငါအတွက်လည်းငယ်တယ်ကွဒီတော့စံကိုပဲပေးလိုက်ပါကွာသူတို့တူဝေးကြတဲ့တို့ဝင်ရှောက်တာမကောင်းပါဘူးဒီတော့ပီတာကအဲ့ရပါကခုံထလာကား အစ်စ်ပေါ်တငယ်ချင်းစစ်ပေါ်တကယ်ဆိုဒါစန့်ကိစ္စစန့်ပြဿနာပဲတို့ကဘာမှဆိုင်တာမဟုတ်ပါဘူးတို့ကတမင်တက်တက်ဓာတ်ခောက်ရလက်ဝင်ရှူသလိုဖြစ်နေတာဒါပေါ်ဒါပေါ်စံကအဲ့လိုကြီးပဲပြဿနာမရှိ ပြဿနာရှာလာတို့မှသူ့ကိုအမြဲပဲအကက်ခဲကြဆွဲထုတ်နေရကြီးပဲဂျင်ဂျာနဲ့ပီတာကတယောက်တစ်လက်စီတွန်းထိုးသလိုသူ့ကိုအပြစ်ဖို့နေကြတဲ့အတန်း တာရှည်တိမခန့်နိုင်တော့ပဲစံဟာအခန်းတကားကိုစောက်ပစ်ပြီးထွက်ခဲ့တော့တယ်နောက်တစ်နေ့မနက်မှာလဲသူတို့သုံးယောက်စိတ်ကောက်ပြီးစကားမပြောပဲနေကြသေးတယ်ညနေဆောင်းလောက်ကျမှ စိတ်ပြေသွားကြပြီးသုံးယောက်သာလမ်းလျှောက်ထွက်ခဲ့ကြတော့လမ်းထိပ်မှာစန့်တူဂျိုးကတမျက်နှာလုံးအပြုံးပန်းတွေဝေဝေနဲ့သူတို့ကိုနှုတ်ဆက်တယ်ကျွန်တော်ခုဦးလေးရောက်စီလာလားဂျင်ဂျာမျက်နှာတိတ်မကြည့်တာပဲတို့မဟုတ်ကွာ သွားစရာရှိတယ်ဂျိုးကချိုချိုပဲအော်ဒီလိုဆိုလဲသွားကြပါဗျာကျွန်တော်အမျိုးသမီးကဦးလေးဆန်ကိုသူကျွန်တော်အတွက်ဝယ်ပေးတဲ့လက်ဆောင်တွေသွားပြလိုက်ပါအောင်ဆိုလို့လာခဲ့တာဟောဒီမှာကြည့်ငွေဂျိုးနဲ့ငွေနာကြီးနောက်ပြီးရွှေလက်စွပ်တခွင်ကဲမလှလားတို့ကပစ္စည်းများကိုဂျင်ဂျာနှာခေါင်းအောက်တက်တက်ထိုးပြလိုက်တော့ဂျင်ဂျာကတေဂါနီ၅၀၀ကျောင်းလို့ပါဇက်ဟာစီဟာစီလုံရင်ငေါ့ကြည့်နေတယ် ။နောက်ဂျိုးကနာယီအိမ်ကိုဖွင့်ပြီးသူဦးလေးဆန်ပြနေတော့ဂျင်ဂျာဟာပီတာလက်မောင်းကိုဆွဲကခလန်းလန်းခေါ်သွားပြီးလေတံမမနဲ့ကဲပီတာမမှန်ပြောစမ်းကောင်းပါလေမင်းစီကဘလောက်လှိလိုက်တယ်လဲပီတာမဆိုင်မတော့ပဲသုံးမောင်ကလို့ခံမြင်းတန်နဲ့ပြန်ပြောလိုက်တော့ဂျင်ဂျာကအန်တချိတ်ချိတ်နဲ့နင့်မေကလာငါလည်းအတူတူပဲဟာဒါနဲ့နေပါဦး မင်းမျက်နှာကလက်သေးနဲ့အထုခံရသေးသလားဒါတော့ပီတာကနားမလည်တဲ့ပုံနဲ့ဘာပြောလဲချင်းညက်မင်းမျက်နှာကိုအရိုက်ခံရသေးသလားလို့မေးတာအေးကွာနာရုံးကိုပိတ်ထုတ်လိုက်တယ်ပီတာက၁၉စက္ကန့်နဲ့ပြန်ပြောလိုက်တော့သည်